ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးနဲ့တကွာချစ်မိတ်ဆွေဒူဒီဝန္ဒရှင်ပြိဿအပေါင်းအားလုံးတို့စွမ်းဒူဒီဟာတင်ပေးလိုက်တဲ့အခွေနံပါတ်1ဖြစ်တဲ့4168အခွေဟာဆိုလို့ရှိရင်ယနေ့မနေ့မှ18ဆိုပြီးတော့ဒဲအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ဒီဆက် က်ပြသပေးကြတော့စွမ်းဒူဒီရဲ့ဘိုင်ဆိုင်ဖြစ်တဲ့တပတ်မွေးကနန်းလေးများပဲဖြစ်ပါလေ တ်မွေးကနအတွဲတင့်မှာတော့၄ွက်ပါဝင်ပြီးရောတပတ်မွေးကနအတွဲတင့်မှာတော့၆ွက်ပါဝင်ပါတယ်။အဲ့ဒီတပတ်မွေးကနတွေကိုစာတူရီရဲ့ mobile list ဖြစ်တဲ့တိတ္တသမငါစာတူလိုက်နေတယ်။လက်ဖြန်တနေ့လာခွင့်ဒီမှာစာတင်ပြီးရောစောင့်ကြနေညနေချီအောင်ပြီးသိကြအောင်နိုင်ပါ၍ကစားသွားမှာဖြစ်ပါတယ်။အတွဲနံပါတ်1ကအနည်းဆုံးတစ်ကွက်ထွက်နိုင်ပေဖြစ်ပြီးတော့အတွဲနံပါတ်1ကလည်းအနည်းဆုံးတစ်ကွက်စီ ွက်နိုင်မယ်လို့ယုံကြည်ထားပါတယ်အလုံးသောစွမ်းတူတီရဲ့ချစ်ခင်လေးစားပတ်တော်မိဘပြည်သူကြီးကိုမောင်မများအလုံးနဲ့တကွာတူတီဝါနာရှင်ပြိတ္တပေါင်းအလုံးတို့ ဲ့ဒီလိုတနင်္လာနေ့မနေ့ကတင်ပေးလိုက်တဲ့အခွေနံပါတ်1ဖြစ်တဲ့9168အခွေဟာဒီနေ့ဗုဒ္ဓဟူးနေ့မနေ့မှာတစ်ရှိဆိုပြီးတော့ဒဲအောင်မြင်သွားခဲ့ပြီဖြစ်တယ်လို့စန္ဒူဒီယာပေးထားတဲ့ငွေကနန်းအတွဲတင့်နဲ့အတွဲနှစ်တို့မှာလဲငွေကနန်းအတွဲတက်ဟာဆိုရင်တနင်္လာနေ့မနေ့မှာနှစ်သုံးဆိုပြီးတော့ဒဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ် အဲ့ဒီလိုပဲမနေ့ကအင်္ဂါနေ့မနေ့မှလည်းမွေးကနန်းအတွဲနှစ်ကနေပြီးတော့နှစ်ကိုဆိုပြီးတော့ထပ်မံ၍ဒဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်အဲ့ဒီလိုပဲဒီနေ့ဗုဒ္ဓဟူးနေ့မနေ့မှလည်းမွေးကနန်းအတွဲနှစ်ကနေပြီးတော့တရှိဆိုပြီးတော့ထပ်မံ၍အောင်မြင်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်သွမ်းသူဒီရဲ့ဒီတပတ်မွေးကနန်းအတွဲတင်းနဲ့တွဲနှစ်ဟာဆိုလို့ရှိရင် နှစ်သုံးနှစ်ကိုတရှိဆိုပြီးတော့အောင်မြင်မှုကိုသုံးချိန်တိုင်းတိုင်းစုခူးရဲ့ရရှိခဲ့ပြီးဖြစ်ပါကြောင်းအတိပေးကြေညာအပ်ပါတယ်။အဲ့ဒီလိုအောင်မြင်မှုတွေကိုဇက်တိုက်ရရှိလာတဲ့စွမ်းဒုတိယဆိုရင်ဖြင့်ယမန်နေ့တင်းနာနေ့မနေ့ကပတ်တိဆိုင်ဖြစ်တဲ့၃ပတ်တိနံပါတ်၁တွဲနံပါတ်၃ပတ်တိမှာလေနှစ်၃ဆိုပြီးတော့၃နှစ်အားဟာ သုံးပတ်ဒီနဲ့အတူတွဲကနန်းခုနှစ်ကွက်နဲ့တွဲ၍အောင်မြင်ခဲ့ပြီဖြစ်သလိုတနင်္လာနေ့ညနေမှာသုံးပတ်ဒီဖြစ်တဲ့63အာဆိုပြီးတော့လေဝေကနန်းခုနှစ်ကွက်နဲ့သုံးပတ်ဒီဟာထပ်မံ၍အောင်မြင်ခဲ့ပြီဖြစ်ပါတယ်ယနေ့ဗုဒ္ဓဟူးနေ့မနေ့မှာလည်းစန္ဒူရီယာပေးခဲ့တဲ့ပတ်ဒီဆိုင်ဖြစ်တဲ့ပတ်ဒီနံပါတ်2ရှစ်ပတ်ဒီဟာဆိုလို့ရှိရင်ဖြစ် တရှိအာဆိုပြီးတော့အောင်မြင်မှုကိုဝေကနန်ခုနှစ်ကွက်နဲ့တွဲပြီးတော့အောင်မြင်မှုကိုစုခူးရရှိခဲ့ပြီးဖြစ်ကြောင်းဒီပေးပညာအပ်ပါတယ်။အဲ့ဒီလိုပဲအရင်တစ်ပတ်ကဆွမ်းဒူရီတင်ပေးခဲ့တဲ့ပတ်တီးဆိုင်များဖြစ်တဲ့ combination method ကနေ၍ရရှိထားတဲ့နှစ်ပတ်တီးနဲ့တုံညာပတ်တီးများဟာပြီးခဲ့တဲ့ပတ်ကကိုလီကိုလီလေးကိုဆိုပြီးတော့ rabbit cycle ထွက်ခဲ့တဲ့အတွက်ကြောင့်ဒါအပြင် အဖွင့်နေ့မှာအင်္ဂါနေ့စတင်ပြီးတော့၈ချိန်သာကစားအတွက်ကြောင့်မထွက်ဘဲကြံရှိခဲ့ပေမဲ့လို့အဲ့ပတ်သီးတွေဟာမပြောက်ခဲ့ပါဘူးတင်းနေတာနေ့မနေ့မှာနှစ်ပတ်သီးရဆိုရင်ဖြင့်တွဲကနန်း9ကွက်နဲ့တွဲပြီးတော့နှစ်3ဆိုပြီးတော့ဒဲအောင်မြင်ခဲ့တာဖြစ်တယ်လို့မနေ့ကအင်္ဂါနေ့ညနေမှာလဲ၃ညပတ်သီးရဆိုရင် တွဲကနန်းဖြစ်တယ် 3ည4 40ဆိုပြီးတော့40အာဆိုပြီးတော့အပြီးပေါက်နေနဲ့အောင်မြင်ခဲ့လို့ရခင်တပတ်ကတင်ပေးခဲ့တဲ့ပတ်တိများဟာလည်းယခုတပတ်မှာအားလုံးအပြီးတိုင်းထွက်ရှိခဲ့ပြီ ဖြစ်ပါကြောင်းတီးပေးကြေညာအပ်ပါတယ်ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကောင်မများအပေါင်းအားလုံးနဲ့နေကွာချစ်မိတ်ဆွေတူတီဝါနာရှင်ပြိဿအပေါင်းအားလုံးတို့ခင်ဗျာ စွမ်းတူတီဟာအောင်မြင်ခြင်းတွေကို အမှန်တကယ် တည်ဆောင်လာမယ်ဆိုတာကိုယုံယုံကြည်ကြည်နဲ့လက်ခံပြီးတော့စွမ်းတူဒီ channel ကိုဒီကွာချစ်မိတ်ဆွေတူဒီဝန္ဒရှင်ပြိဿအပေါင်းအားလုံးတို့ဒါကြောင့်မလို့စွမ်းတူဒီ channel ကို စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့ပြိဿအပေါင်းတို့ဟာများများသိမြင်လာအောင် like လက်မလေးများ များများနှိပ်ပေးကြဖို့နဲ့စွမ်းတူဒီ channel ကို စရင်သွင်းရန်ဆိုတဲ့နေရာမှာ notary ဘဲခေါင်းလောင်းလေးကိုနှိပ်ပြီးတော့စရင်သွင်းပေးဖို့အတွက်ကိုတင်ပေးလိုက်တယ်အခွင့်နံပါတ်1အလေးနဲ့တောင်းဆိုလိုက်ရပါတယ်အားလုံးတော့ချစ်မိတ်ဆွေဒုတိယဝန္ဒရှင်ပြိသက်ပေါင်းအားလုံးတို့ကိုစိတ်နှဖျားချမ်းမချမ်းသာပြီးတော့ဆွမ်းဒုတိယကဏ္ဍများနဲ့အောင်မြင်မှုကိုစုခူးရရှိကြပြီးတော့ ငွေများလည်းဝင်နိုင်ကြပါစေ